စပိန်မှာဆယ်စုနှစ်တခုကျော်ကြာကစားနေပြီမယ်။လာလီဂါနဲ့ကမ်မဆက်တဲ့ခရစ်စမန်အားလုံးမင်္ဂလာပါ။ကစားသမားအများစုအားဆိုရင်သူတို့ရဲ့မွေးရမြေကလိဒီမှာကစားသမားဘဝအချိန်များစုကိုကုန်ဆုံးတတ်ကြပါတယ်။ဒါပေမဲ့တချို့ကစားသမားတွေကတော့ကိုယ့်နိုင်ငံကလိမှာတော့မကစားခဲ့ကြဘူးပါဘူး။အဲဒီထဲမှာပြည်သစ်ကွင်းနဲ့တိုက်စင်တဲ့တောက်မန်ကစားသမားဖြစ်တဲ့အန်တိုင်းခရစ်စမန်လည်းပါဝင်ပါတယ်။ခရစ်စမန်ဟာစပိန်ကလပ်ရီယယ်ဆိုစီတဲ့အသင်းရဲ့အကယ်ဒမီကနေထပ်ပေါ်လာခဲ့တဲ့ကစားသမားဖြစ်ပါတယ်။နောက်14ခုနှစ်မှာတော့စပိန်လူမအသင်းစီကိုယူရိုတန်း30နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။စပိန်လူမအသင်းမှာသူ့ရဲ့ ောင်းဆုံးချိန်လေးကိုပိုင်ဆိုင်ခဲ့ပြီးတော့ပြင်သစ်လူရဲစင်အတင်းနဲ့တူ2018ကမ္ဘာဖလားပြိုင်ပွဲမှာပိုဆွဲနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ Griezmann ကထိုက်တန်သင်းကြီးတွေရဲ့ပြိုင်ပွဲကစားသမားတူဖြစ်လာခဲ့ပါတယ်။2019ခုနှစ်မှာဂွန်ယူတို့က Euro 2020တီးပေးပြီးတော့ Griezmann ကိုခေါ်ယူသွားခဲ့ပါတယ်။ဂွန်ယူတို့တင်မာတော့ထင်သလောက်မတောက်ပနိုင်ခဲ့ပေနဲ့2021ခုနှစ်မှာစပိန်လူမိုက်အသင်းကိုအငှားနဲ့ပြင်ဟောလာပါတယ်။အဲဒီနောက်မှာဂွန်ယူနဲ့လူမိုက်အသင်းတို့ကြားမှာအပြောင်းအလဲရှုပ်တော့ပုံတွေဖြစ်သွားခဲ့ပြီးတော့နောက်ဆုံးမှလည်းလူမိုက်ကြီးတို့စီကိုပဲအပိတ်သက်ပြန်ပြောင်းလာခဲ့ပါတယ်။ Griezmann သူ့ရဲ့ကစားသမားဘဝတစ်ခုလုံးကိုစပိန် ိန်မှာပဲကုန်ဆုံးခဲ့တာဖြစ်ပါတယ်။လက်ရှိမှာအသက်32နှစ်ရှိနေပြီဖြစ်ပြီးတော့စပိန်နာလီဂါမှာကစားလာခဲ့တာ18နှစ်ထီကိုရှိလာခဲ့ပါပြီ။ဒါပေမဲ့ထူးဆန်းစွာနဲ့ခရစ်စမတ်စပိန်နာလီဂါဖလားကိုတစ်ချိန်မှစကူတာပူခြင်းမရှိသေးပါဘူး။သူကစားခဲ့တဲ့အသင်းကြီးကထိုက်တန်အသင်းကြီးတွေပဲဆိုပေမဲ့ဖလားမရခဲ့တာကြောင့်လာလီဂါဖလားနဲ့ကံမဆက်ဘူးလို့တော့ဆိုရတော့မှာပါ။လူမိုက်တင်းမှာကစားတဲ့အစောပိုင်းနှစ်တီမှာဂိုင်းနဲ့ဟာလွာတို့ကလာလီဂါမှာနှမ်းမုန်းနေခဲ့တာကြောင့်ခရစ်စမတ်နဲ့စပိန်လူမိုက်အသင်းနဲ့လာလီဂါဖလားရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ခရစ်စမတ်တယောက်ဂိုင်းတို့စီကိုပြောင်းသွားတော့လေစပိန်လူမိုက်အသင်းကဖလား ထရသွားခဲ့ပြီးတော့ဂွိင်းတို့တင်ကဖလားလမ်းမဲ့ဖြစ်ခဲ့ရပါတယ်။တပန်စပိန်လူမိုက်တင်ကိုပြန်လာတဲ့အချိန်မှာလေဟလဝါတို့ကလာလီဂါချန်ပီယံဖြစ်သွားခဲ့တာကြောင့်ခရစ်မတ်နဲ့လာလီဂါဖလားလို့ဆိုတာလူချင်းမင်းနဲ့သူမလို့ပဲဘာမှမဆိုင်ဖြစ်နေရပါတယ်။ကဘာဖလားတောင်ရဘူးပဲမယ်လာလီဂါဖလားချာမှကန်ခင်နေတယ်လို့ဆိုရမှာပါ။ဒီစမားစပိန်လူမိုက်အတင်းနဲ့တူအယောပက6တန်းဖလား UEFA စပါဖလားတွေရရှိခဲ့ပြီးတော့ဂွိင်းတို့နဲ့ကိုပါတရီဖလားတွေရခဲ့ပေမယ့်လာလီဂါချာမှကတ်လွဲနေခဲ့ရတာဖြစ်ပါတယ်။ဒီစမားယခုချိန်ထိလာလီဂါဖလားမရဘူးသိပေမယ့်အချက်လက်တွေကတော့လာလီဂါပြိုင်ပွဲကြီးမှာအများကြီးလုပ် ာထားနိုင်ခဲ့တဲ့ကစားသမားတူဖြစ်ပါတယ်။ဝစ်မန်လာလီဂါပြိုင်ပွဲဒီမှာသစ္စာတင်ကို198ကိုတင်ထူထားနိုင်ခဲ့ပါတယ်။လက်ရှိလာလီဂါအမှတ်ပေးစရာရည်တည်မှုအရဂိုင်းနဲ့လူမိုက်တို့ကအမှတ်သိမ့်မကွာကြပဲနဲ့ချန်ပီယံဆုတအပြိုင်ဆိုင်ဖြစ်နေပါတယ်။ရေးချန်ပီယံတူပွဲဟာရာသီကောင်းလေးဆက်လက်ဆောင်တည်ရဖို့ရှိနေပြီးတော့ခရစ်မတ်အတွက်လည်းပထမဆုံးလာလီဂါဖလာရဖို့အတွက်အခွင့်အရေးရှိနေပါတယ်။ဒီကလေးပေါ်ဒီမှာတော့တေးပွဲတွေကြုံတာတဲ့စပိန်လူမိုက်တို့အနေနဲ့ချိန်မချော်ဖို့တော့လိုအပ်နေပေပါတယ်။လာလီဂါမှာနှစ်တေးကြာပြီးဆိုပြီးတော့ဖလာနိုင်ကမဆက်ပဲဖြစ်နေရတဲ့ခရစ်မတ်အနေနဲ့ဒီနေ့မှအဲ့ဒီချိန်စာကိုခြေဖြတ်နိုင် မလားဆိုတာစောင့်ကြည့်သွားတော့မှာဖြစ်ပါတယ်။ဆုံးလေးကြည့်ရတော့အားလုံးကိုကျေးဇူးတင်ပါတယ်။